အခုမှမျိုးပြောပြီးဖအံ့ဆေးရုံဒီပြည်သူဆေးရုံဒီအစိုးရဒီမင်းအောင်လှိုင်တို့တိစားထားတဲ့ဆေးရုံပေါ့နော်ဒီဒီဘမအစိုးရဆီအနာစင်တို့အစိုးရနော်သူတို့တိစားတဲ့ဆေးရုံမတော်ကြပါနဲ့နော်မတော်ကြပါနဲ့ဘာကြောင့်ဆိုတော့သူတို့တွေက BGN နဲ့ပေါင်းပြီးတော့နော်ဒီသူများရဲ့ အကလေးစားတွေပါတယ်သူတို့ထောက်တာနော်။ဘာဖြစ်ဆိုပြည်သူလူထုအခုမပြောရဲဘူးနေမကောင်းနဲ့နဲ့ပပဆိုစိတ်ခံသွားတယ်စိတ်ယုတ်သွားတယ်။သွားလို့ရှိရင်ဘာလို့လဲသူတို့ခွဲဆိုင်ဖို့ပဲသူတို့တောင်းတယ်။ခွဲဆိုင်ရမယ်။မင်းယောဂါခွဲရမယ်။ဟိုခွဲရမယ်ဒီခွဲရမယ်သူတို့အဲ့ဒါပဲသိတယ်။နောက်သူတို့ခွဲပြီးလို့ရှိရင်လူကိုခွဲပပြီးလို့ရှိရင်ဗတ်တွေကဦးတွေကလေးစားတွေသူတို့ထောက်တယ်။သူတို့ပြည်သူသူတို့သွားရောင်းတယ်။နော်သူများသိလို့ရှိရင်သူတို့ကဘာပြောလဲဆိုတော့အမ်း ဒီယောဂကြီးကကုလို့မရဘူးခွဲလိုက်တာအဲအထဲမှာဗာပြညာဖြိလိုက်တာပေါ့နော်ပက်ဆက်လဲလိုက်စားသေးတယ်ဒီမှာအသက်လဲယူသွားသေးတယ်နော်ဒါကြောင့်ပြည်သူလူထုတို့မမပြောတဲ့ဒီအချိန်မှာကိုနေအရန်နေမကောင်းဖြစ်တဲ့စိတ်အောင်မသွားနဲ့ဘာမှမထူမင်းတို့စိတ်အောင်သွားတယ်မင်းတို့သိပဲသိရမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်မှာစိတ်အောင်တဆေကုသမိသူတွေကိုအထူးတတိပြုကြဖို့ကရင်မမမမျိုးပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာတစ္ဆာပါဒမတိုင်းနာပါဒဤတစ္ဆာပါဒမတိုင်းနာလူမျိုးတစ္ဆာပါဒမတိုင်းနာနဲ့ကတစ္ဆာပါဒမတိုင်းနာအမျိုးဘာသာကတနာတစ္ဆာပါဒမတိုင်းနာအမှုပညာရှင်တစ္ဆာပါဒမတိုင်းနာတော်လိုက်အောင်ဒန်ဆာမီဒီယာဝန်တန်းဖြတ်တစ္ဆာပါဒမနဲ့အတူကျမတို့ရဲ့ KTA ဒီကိုသူတွေတတ်မတော်သားတွေကြီးရဲ့ချက်ချင်းချင်းပြုတ်ကွအောင်လုပ်နေတဲ့အမျိုးတစ္ဆာဖောက်အုပ်စုတွေအကောင်လုံးပေါ့နော်ဒီ2015မှာစစ်ကောင်စီနဲ့အတူတပြန်တည်းတညီတည်းနေငုံချုပ်ပါစေလို့ကျမတို့ဆုတောင်းမေတ္တာပို့ပို့လိုက်ပါတယ်ရှင်နော်အုတ်ဖြောက်အုတ်ဖြောက်အုတ်ဖြောက်အားလုံးလည်းကျေးဇူးတင်ပါတယ်အားလုံးလည်းမင်္ဂလာပါနော် ကျွန်တော်တို့မြန်မာနိုင်ငံအရေးကျွန်တော်တို့ပြည်သူလူထုတွေစိတ်ကြကြလို့မရဘူးအားငယ်လို့မရဘူးလောက်ဆရာစီတာလောက်ရမယ်နော်တားဆရာစီတာတားရမယ်ဘယ်သူဘလို့ပါပဲပြပြောကျွန်တော်တို့ခရီးမဆိုင်ပါနဲ့ကိုကိုရဲ့လာမယ့်အနာဂတ်ကလေးတွေစစ်ကြုံဖနာအောင်နဲ့လူမျိုးစစ်ချင်နေရှင်နော်နီနန်မျိုးစုံနဲ့ကျွန်တော်တို့ပေါဝင်ပေးကြပါလို့မမျိုးတို့တောင်းဆိုချင်ပါတယ်ရှင်နော်အခုဆိုလို့ရှင်ကျွန်တော်တို့မြင်နေရတယ်ဟုတ်လားကျွန်တော်တို့ဘက်မှာပြည်သူလူထုတွေအရန်တော်တယ်နော်ပြည်သူလူထုတွေတော့ပြောတာနော်အရန်တော်တယ်အရန်နဲ့ထက်မြတယ်အရန်နဲ့စူးစားကြတယ်ဒါကြောင့်စစ်အာဏာရှင်ကသူ့ရဲ့ဘက်မှာပြည်သူလူထုသူဘလားပဲနှိပ်စက်သူဘလားပဲတတ်ဖြတ်ပါနော်ဘက်မှာပြည်သူလူထုတွေကလောကကိုအဆုံးမပေးဘူးနော်ဒါကြောင့်တခြားတိုင်းရင်းသားတွေလည်း ဒီအချိန်မှာကျွန်တော်တို့အခွင့်အရေးရှိပြီအခွင့်အရေးလည်းရပြီเนาะဒါကြောင့်လှုပ်ရှားစီတာကိုလှုပ်ကြပါပူပေါင်းကြပါလက်တွေ့ကြပါလို့မမျိုးတို့တောင်းဆိုချင်ပါတယ်ရှင်เนาะအခုမမျိုးတို့ကရင်ပြည်နယ်တောင်ပိုင်းချမ်းမှာဆိုလို့ရှိရင်ပေါ့เนาะဒီ KNU တို့စစ်သားတွေကောက်နေတာပေါ့เนาะတို့စစ်သားတွေကောက်တယ်နောက်ပြီးတော့တရွာဝင်တရွာထွက် KNU ခေါင်းဆောင်တွေကစစ်သားတွေလက်ကောက်တယ်ဒါပေမဲ့ BGS ကတော့ဟိုဘယ်လိုပြောမလဲအပြော့အပါအလောင်းကစားเนาะဒီဘာသာရေးနဲ့ပြည်သူလူထုတွေเนาะဒီတော်လိုင်းတဲ့ကိုစိတ်မဝင်စားအောင်တော်လိုင်းရေးဘက်မှာလာမကူညီအောင်เนาะ BGF ကတော့အပြော့အပါအလောင်းကစားเนาะဒီဘာသာရေးနဲ့ပြည်သူလူထုကိုပစားပိတ်နှခမ်းပိတ်เนาะနားတွေပိတ်နေပါတယ် ဒါပေမဲ့ရွာတန်းရွာတန်းတချို့ရွာတွေဆိုလို့ရှိရင်ပေါ့နော်ဒီတောင်ပိုင်းချမ်းမဒီကျွန်တော်ကကလေးဒီတောင်မဲမှာဆိုလို့ရှိရင်ပေါ့နော်တို့တွေကစစ်သားတွေလက်ကောက်တယ်နော်ခီအန်ယူတွေကိုယ်တိုင်စစ်သားလက်ကောက်တယ်ဖီအန်ကပါပြောရဲဆိုတော့နော်အာနာစင်ကိုတိုက်ရမယ်အခုကျွန်တော်တို့ကရင်ပြည်နယ်ဒီတောင်ပိုင်းချမ်းမဆိုလို့စင်တော့မမျိုးလို့သိရသလားမြင်ရသလားနော်ရွာသူရွာသားတွေနဲ့စကားပြောရသလားဆိုအခုတချို့ BDX တွေလည်းထွက်ပြေးသွားတာပေါ့နော်အဲကြောင့် BDX တွေထွက်ပြေးသွားလဲတချို့ KNA တွေလည်းထွက်ပြေးသွားတဲ့ထွက်ပြေးရတဲ့အကြောင်းရင်းကြတော့ အလိုတည့်ရတဲ့မှာပေါ့နော်ဒီနိခုငါနိခုငါနဲ့မြဝတီ KNU နဲ့ BGN အပေးယူပြီးတဲ့နောက်ပိုင်းနောက်ပြီးတော့ဒီကျမတို့ရဲ့တောင်ပိုင်းမှာစီးတဲ့ INRC နဲ့ Cherry အဖွဲ့စီနှစ်ဖွဲ့သုံးဖွဲ့လေးဖွဲ့ပေါ့နော် BGN နဲ့ပြန်ပေါင်းတဲ့အကြောင်းတော့တို့မဟာမိတ်သွားလုံးမိတယ်မဟာမိတ်သွားလုံးပေမဲ့လည်းတို့တွေကလမ်းပေါ်မှာမပြောဘူးနော်တတိမထုတ်ပြန်ဘူးဒါပေမဲ့တို့တွေက BGN နဲ့သွားပြီးတော့ပေါင်းပြီးတဲ့ခါကျတော့အခုလိုမျိုးပဲတောင်ပိုင်းမှာကျမတို့လေငါနိအတွင်းမှာကျမတို့တိုင်လို့ရတဲ့စခန်းတွေအကုန်လုံး BGN နဲ့စကားစနဲ့ပြန်ပြီးတော့ပြန်ရရှိသွားကြတာပေါ့နော်ဒါတွေတို့ချုပ်ပြည်သူလူထုရဲ့တချို့ရဲဘော်တွေရဲ့စိတ်ကကြပြီးတော့ပြေးတဲ့လူကပြေးကိုကိုကိုအစားသေးတဲ့လူကသတ် tua, anjaji besi pada sini, nah, cuma cuma lo pengin ya, kita tenang မမမျိုးအမြဲတမ်းပြောတယ်ပြည်သူလူထုတွေပေါ့နော်စိတ်အရင်စိတ်ကြကြတယ်မမမျိုးတို့ကတော့စိတ်ကြမကြဘူးဘာပြဆောင်မမမျိုးတို့ပြောပြီးအခုမမမျိုးတို့ကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီကျမတို့ရဲ့ကော်သူတွေပြည်အတွက်နော်လူမျိုးအတွက်နော်တကယ်မန်ကန်တဲ့အဖွဲ့စီပေါ်ပေါလာပြီးမန်ကန်တဲ့အဖွဲ့စီတွေစီတာတဲ့အတွက်ကြောင့်မလို့ကျမတို့စိတ်ကြမကြဘူးနော်တချို့လူကမေးတာပေါ့နော်နေတော့တော်လိုင်းရလောက်တာမင်းတို့ကရင်ပြည်နယ်ကဘယ်လိုလုပ်သွားအောင်မြင်မလဲဘယ်လိုဘယ်ရမလဲပေါ့နော်ဘယ်မှမကြည့်နဲ့ကျမပြောရနော်အင်အားကြီးတဲ့အဖွဲ့စီတွေကိုလည်းမကြည့်ပါနဲ့အင်အားသေးတဲ့အဖွဲ့စီကိုလည်းအထင်မသေးပါနဲ့တို့တို့သွားတဲ့မူကိုကိုကြည့်ပါနော်တို့တို့သွားတဲ့မူကမိုင်းပါတလားတို့တို့သွားတဲ့လမ်းကမိုင်းပါတလားအဲ့ဒါကိုပဲကိုကြည့်ပါနော်အဲ့ဒါကိုကြည့်လို့စီအဖြစ်ပေါ်လာပြီ အခုကျွန်တော်ကရင်ပြည်နယ်မှာကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့เนาะကျွန်မပြောရတဲ့အတိုင်းပဲ BGF နဲ့ပြန်ပေါင်းမလားเนาะ BGF ကအခုသူကကရင်ပြည်နယ်ကိုသူကကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူသွားမယ် KNU ကလည်းသူမလုံဆန်နိုင်ဘူးเนาะမလုံဆန်နိုင်တဲ့ခါကျတော့အခုလိုမျိုးပဲเนาะ BGF သွားမယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထူးဒေသအုပ်ချုပ်ရေးကို KNU လက်ခံလက်ခံလက်မခံလို့ရှိရင်တော့เนาะ KNU လက်အောက်ခံစီနေတဲ့ NUG နဲ့ပေါင်းနေတဲ့အုပ်စုတွေကို BGF ကတော့အပြတ်စော်မှာเนาะအပြတ်စော်မှာနောက်မှဒီကော်တူးတွေကိုကျတော့သူတို့လည်းအပြတ်စော်မှာဘာလို့ဆိုအဖတ်မဥစ္စာသူတို့အပြတ်စော်မှာဒီ INRG တို့အုပ်စုတွေသူတို့အရင်စော်အောင်မယ်ဘာပဲဆိုအခုကျွန်မတို့ကရင်ပြည်နယ်မှာဒါကျွန်မတို့ပုပ္ပုလင်းလင်းပြောရမယ်ဆိုလို့ရှိရင်ပေါ့เนาะဟို INRG နဲ့ NUG နဲ့ KNU ပေါင်း nó ốc sụi <laughs> à, mọi chiếc tủ vậy chế sao ta để chiếc cầu của nó, mọi chiếc tủ đồ tiền quý đồ mút tổ đồ chuối khe đấy ta để chiếc cầu vì, nó ở đã cho mua đồ từ đó đấy à, KNU gam မောင်ချစ်သူရဲ့ကြေးကြွေးထားတဲ့အတွက်ကြောင့်မလို့မောင်ချစ်သူလည်းသူတို့မလုံဆန်နိုင်ဘူးသူတို့လည်းအမှအခုလက်စအင်အားကြီးနေတဲ့အုပ်စုတွေလည်းမောင်ချစ်သူကိုမလုံဆန်နိုင်ဘူးเนาะဒါကြောင့်မောင်ချစ်သူကစားတဲ့အခွင့်တွေကိုသူတို့ဝင်သွားတာเนาะမမျိုးပြောသူတို့ပဲမမျိုးနဲ့နေကရင်ပြည်နယ်ဒီတောင်ပိုင်းဘဲမှာဆိုလို့ရှိရင်ပေါ့เนาะဒီတောင်ပိုင်းမြောက်ပိုင်းဒီကော့ကရိတ်ဒီစစ်တရားတမခွန်တမချပေါ့เนาะဒီတမလေးတမငါးတွေဆိုလို့ရှိရင်မောင်ချစ်သူကိုတိုင်ကเนาะ KNU ခေတ်ခေါင်းဆောင်တွေကိုသူကဗစားတွေနားတွေလက်တွေအကုန်လုံးကကြေးတဲ့သူထိုးကြွေးထားတယ်เนาะဒါကြောင့်မို့ဒီ KNU ခေတ်ခေါင်းဆောင်တွေအကြီးပန်းတွေကလောကကိုမလုံဆာရဲကြဘူးเนาะဒါကြောင့်မို့အချေတွေကိုသူတို့တွေကဟိုလက်ခံဒီလက်ခံဒီလိုမျိုးစတာခံဟို မျိုးတိုက်ခိုင်းနောက်ဆိုတော့သူတို့တိုက်တဲ့စစ်ပွဲတွေကလည်းမင်းအမောင်ချစ်သူရဲ့လက်အောက်ထဲမောင်ချစ်သူရဲ့ကစားကွက်တွေကိုအကုန်လုံးဝင်သွားပါတယ်ရှင်တော် ဒါကြောင့်မလို့အခုကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီ KNU ထားပိုးတွေဒီ NCA ထားပိုးတွေဆိုတော့သူတို့ကော်တူးလေးကိုသူတို့အသိကြောက်တယ်။ဒါကြောင့်အခုဘူချွန်နန္ဒာမြောက်ကိုဘူချွန်နန္ဒာမြောက်အသက်ပြန်လာသူတို့ကော်တူးလေးကသူတို့လက်ကြံတာတယ်သူတို့လက်အမျိုးမျိုးသူတို့လောက်လည်းမအောင်မြင်ဘူး။ဒါကြောင့်ဆိုတော့ကဘာကြီးကတိတ်တယ်လေနော်နိုင်ငံတနိုင်ငံမှာကျမတို့တွေကကော်ဒီဖက်ဒရယ်နဲ့တွားရမယ်ဆိုလို့ရှိရင်ကိုဗန်အုတ်ချုပ်ခွင့်ကိုအရင်တွားရမယ်ဟုတ်လား။ကိုဗန်အုတ်ချုပ်ခွင့်အရင်တွားရမယ်ကိုပြည်နယ်လူမြောက်အောင်အရင်စူးစမ်းရမယ်ကိုလူမျိုးလူမြောက်အောင်ကိုအရင်စူးစမ်းရမယ်နော်။ကိုကကျမကိုဖန်တီဗီမှာနော်သူများနဲ့တွားပြီးတော့ပေါင်မဲ့ကန်ကျမဆိုတာနော်သူများစီမှာရောသူတို့ကန်ကျမသူတို့ဖန်တီရဲလားသူတို့ကန်ကျမသူတို့ ဖန်တီးဖို့ရောတို့မှတကယ်အရေးချင်းရှိလားတကယ်တို့သွားလို့နန်းလားဒါတွေကိုတွေကလေ့လာရမယ်နော် နောက်ကြောင့်အခုကရင်ပြည်နယ်မှာကျွန်တော်တို့အရင်ကြောက်တဲ့အဖွဲ့စီတစ်ဖွဲ့ပဲရှိတယ်ဒီကော်တူလေး KTA အဖွဲ့တို့ကြောက်တယ်။ဘာဖြစ်ဆို KTA ကနော်ဒီ2020နှစ်မှာနော်သူအဖွဲ့စော်ပါဦးရဲ့မူလေးချက်နဲ့သူပြန်လာအသက်သွင်းတယ်။နောက်ပြီးတော့သူ KTA တွေတမတော့ပေါ်ပွားလာပြီးနောက်ပိုင်းမှာကော်တူလေး Independent အစိုးရဆိုတာနော်ကပောက်ကျင်ညာလာတယ်။ဒါကြောင့် KNU တွေကအသေးကြောက်တယ်ဘူချွန်းနဲ့လမ်းမြောက်သူတို့အသေးကြောက်တယ်သူတို့ကြောက်တယ်ဆိုတော့ဘူချွန်းနဲ့လမ်းမြောက်သွားတဲ့ line စင်မိုင်လို့ဘာဖြစ်ဆိုဒီ KNU အုပ်စုတွေကကျွန်တော်တို့ကရင်ပြည်နယ်တပြည်လုံးသူတို့ယောင်စားလိုက်ပြီးနော်သူတို့ကတရုတ်နဲ့ယောင်စားတယ်နော်ယောင်စားပြီးတော့တရုတ်တွေကိုပဲသူတို့အခုနေ့စဉ်ညစဉ်ပြည်သူလူထုတွေတွေ့တယ်တော့ကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုသွားကြည့်လိုက်ကြမှာပြောရဲအခုဒီမြဝတီတို့ဒီ ဆိုကိုကိုတို့ဒီမင်းအောင်လိုင်တို့မီဆိုပြတာလားဘိုးတွေလောက်ပြတာလားအလက်ကဆော့ပို့တယ်ပဲအခုပရင်ပြည်နယ်ဖအံမျိုးတို့နော်လမ်ဘွယ်တို့နောက်တော့ဟိုမန်ဘလဲဟိုအဲမော်လမြန်တို့ဘာတို့ပဲမှာဆိုလို့ရှိရင်ဒီတရုတ်မာဖီးယားတွေအများကြီးပဲသွားတယ်ဒါတော့မကတဲ့ဦးမမျိုးပြောတယ်နော်တမခုနေမှာရှိတဲ့လံပွဲကနေသွားပြီးဟိုးဘက်ကြွားမှာရှိတယ်ဟိုဘက်ဟိုဘက်ခြံမှာသွားတဲ့ကြွားပေါ့နော်ဟိုကလမတောင်ရဲ့အာမကြွားနေအများကြီးပဲပေါကညောကြွားနေနော်အဲ့ဒီဘက်မှာဘယ်လံသွားလဲဆိုတော့ဒီကျမတို့ရဲ့လံပွဲလံပွဲပြီးလို့ရှိဟိုးအာ ปแล้กระจกระจูด้วกระเมาด้น้องไมดอโหแปงเกลอด้อดีแบบแปงเจ้าด้วแบบชมาตัวเลยอดีหลังจากนั้นเนาะ အဲ့ဒီဘက်ကမှဆိုလို့ရှိရင် BGA တို့ကသူတို့ဒီတရုတ်မာဖီးယားတွေသူတို့ခေါ်သွားတာကြားပြီးအများကြီးပဲကျွန်မပြောတယ်မွန်ချစ်သူတို့အခုနောက်ထပ်ကာစီနိုအသစ်ဖွင့်မယ်နော်ကာစီနိုအသစ်ဖွင့်မယ်ဆိုတာဒီနယ်စားမှာသူတို့မဖွင့်တော့ဘူးနော်နယ်စားမှာကျတော့သူတို့ဖြိုပြမယ်နော်မီဆိုပြမယ်ပျက်စီပြမယ်တကယ်တကယ်တော့အဲ့ဒါအတူအယောင်နေနော်တကယ်တကယ်တော့သူတို့ဒီတကယ်ကြားဖြားခေါင်းဆောင်လေးငွေလိုက်တဲ့ခေါင်းဆောင်လေးတကယ်ဟိုလှုပ်စားဒီလှုပ်စားတဲ့ခေါင်းဆောင်တွေဟိုးကရင်ဒီနယ်ဟိုး တောင်ပိုင်းမှာစီးနေတဲ့တောင်အားမှာတို့ပြန်ပြီးတော့နော်ထာကာစီနိုအတိတို့ပြန်ဖွင့်နေနော်။ဘာပြဆိုတော့ဒီနယ်စားမှာစီးနေတဲ့ကာစီနိုတွေကကဘာလဲတိတ်သွားပြီနော်။ထန်းတို့လည်းတိတ်သွားပြီနော်။ ခေါလန်ရေတို့မီဒီယာသမားတို့ဆိုသူများသိတော့ပြီဒါဟုတ်ကရင်ပြည်နယ်တော်တောင်ကြားမှာ not a casino တွေ KK ပါအစ်ထားလုံးမယ်ဆိုလို့စင်ဘယ်သူမှမမြင်ဘူးလို့သူတို့ထင်တယ်เนาะဒါမှမဟုတ်ဘလိုပဲလဲလို့သူတို့ဘလိုပဲလဲလဲသူတို့လဲလို့မရဘူးเนาะဒါကြောင့်အခုကရင်ပြည်နယ်မှာကျတော့ကျွန်မအမြဲတမ်းပြောနေတယ်ဒီဗိုလ်ချုပ်နယ်နယ်မြေအသက်ပြန်လာသူများကော်တူးလီ KTAA ကော်တူးလီအစိုးရသည် KNU KNA လက်မခံရတဲ့အကြောင်းရင်းကတော့ဗိုလ်ချုပ်နယ်နယ်များသူတော်တဲ့လမ်းစင်ကမိုင်လို့เนาะယိုသားလို့ဖြူစင်လို့เนาะဒါ KNU KNA တွေကသူလက်မခံဘူးအစားတာသူ KTAA ကော်တူးလီကိုအသက်ပြန်လာသွင်းပြီးတော့ပိုင်းမှာကော်တူးလီအစိုး ရကောသူတွေဂါပဲမဲ့သူ effect တက်လာသူနဲ့တာနဲ့ KNU KN ခေါင်းဆောင်နဲ့အရင်ပူလောင်သွားတယ်နော်ပူလောင်တဲ့ခါကျတော့အခုလိုမျိုးပဲသူတို့ထွက်ပါမစီတော့တဲ့ခါကျတော့ NUG နဲ့ပေါင်းပြီးကောသူတွေဖက်တယ်ဆိုပြီးတော့နော်သူတို့ ပြည်သူလူထုထားလိုက်တယ်เนาะပြည်သူလူထုတို့ဘလားပဲထားလိုက်ထားလိုက်အခု KNU KNA NCA တွေထားခိုင်းတဲ့ပြည်သူတွေရတယ်တို့နဲ့အတူတူမြို့စွန့်နေကြတဲ့အုပ်စုတွေပဲကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုကျွန်တော်တို့တည်ထရတမခုနင်းနေမြေဆိုဆိုရင်ပြည်သူလူထုเนาะမောင်ချစ်သူတို့ကြွာမှာနေတဲ့ဒီကြာအင်းတို့ကြွာမှာနေတဲ့လူတွေနောက်ပြီးတော့ဒီကရင်ပြည်နယ်တပြည်တော့တမခုတမချာမှာရှိတဲ့နေတဲ့လူတွေဖအန်သူဖအန်သားတွေလမ်းပွဲသူလမ်းပွဲသားတွေဆိုလို့ဆိုရင်ဒီစောချစ်သူရဲ့ပတ်ဆံကိုမမြို့စွန့်တဲ့လူတွေဆိုလို့ဆိုရင်လောဘစောချစ်သူသွားတဲ့လမ်းကိုလောဘလက်မခံဘူးလောဘကိုလည်း KNU NCA အုပ်စုတွေတို့လက်မခံဘူးเนาะဘာကြောင့်ဆိုကြွာမှာ ီတွင်းမှာနေတဲ့ပြည်သူလူထုကဗစားမအားရဲကြဘူးဗစားအားတယ်နဲ့တို့တွေကနော်ခင်အဆက်ဆက်ကျွန်တော်တို့တိုင်းသားတွေတွေ့တဲ့တိုင်းပဲကျွန်တော်တို့ကရင်ခေါင်းဆောင်တွေကစောချင်းမကောင်းကြဘူးနော်ခစောချင်းလည်းမကောင်းကြဘူးကိုလူမျိုးပဲပြန်လာဖတ်တဲ့ကိုလူမျိုးပဲပြန်လာကြံ့တယ်နော်ကောင်းတဲ့လူကအာနာရသွားမှာဆိုလို့နီလန်းမျိုးဆိုတို့လက်ကြံ့တာတဲ့ပြည်သူတော်ကြည့်လေကျွန်တော်တို့ပြည်သူလူထုတော်ကြည့်လေကျွန်တော်တို့အမှန်တရားပြောတော့မှာကျွန်တော်တို့လက်ကြံ့တာဖို့နော်လက်တော့ဟိုလူလက်ငါဒီလူလက်ငါအထီတော်တို့လို့လုပ်တယ်နော် ဒါကြောင့်မို့သူတို့ရဲ့ကောချင်းကောချင်မှုတွေသူတို့ရဲ့ယုံမှမှုတွေသူတို့ရဲ့အော်ဒန်စာမှုတွေကကဘာကြီးကလည်းတိတ်သွားပြီနော်ကဘာကြီးတိတဲ့ခါကျတော့အခုသူတို့ဘလို့ဆက်လုပ်မလဲအခုသူတို့ဘလို့မလုပ်လို့မရတော့ဘူးဟုတ်လားလုပ်လို့မရတော့ဘူးဒါကြောင့်မွန်ချစ်သူခံတဲ့အတိုင်းသူတို့လုပ်ပေးနေရတယ်နော်အခုတည်င်းတစ်ခုထွက်လာတယ်နော်ဒီတမခုနေမှာဆိုလို့ရှိရင်မဲပေးရမှာနော်သူတို့လည်းမဲပေးရမယ်မင်းအောင်လည်းလုပ်တဲ့ view ကပွဲကိုအောင်မိအောင်စော်ချစ်သူတို့ဒီ BGA တွေဒီ KPA ကြဖျားအုပ်စုတွေကနော်မရရအောင်လုပ်ပေးရမယ် KNU ကစပဲထုတ်တယ် KNU ကလိုင်းပေါ်မှာပဲသူတို့ပြောတယ်ဒီတော်နေတို့ဆိုတာလူလိုက်နော်ဒီတော်နေဆိုတာဒုတိယငမဲလုံးကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုတော် Tony ဆိုတဲ့ကောင်ဒုတိယငမဲလုံးเนาะဒုတိယငမဲလုံးလို့သူများခေါ်ကြတယ်ကျွန်တော်တို့ကရင်လူမျိုးစုအများစုဆိုစင်ဒုတိယငမဲလုံးဒီ Tony တို့အုပ်စုလို့စင်ဂလိတ်ကြီးအုပ်စုတွေเนาะပေါလိုပယ်စာအုပ်စုတွေเนาะစစ်တိုက်တော့တိုက်စားတဲ့အုပ်စုလို့သူများပြောတယ်เนาะကရင်လူမျိုးအများစုအဖြစ်ဒီ Tony တို့အုပ်စုတကောင်းမှမကြိုက်ကြဘူးเนาะဘာဖြစ်ဆိုသူတို့တွေကတိုက်စားတယ်စစ်တပ်တိုက်စားတယ်ကြွားတွေတိုက်တယ်เนาะမြို့နဲ့တမျိုးမှတိုက်လို့မရကြွားနဲ့တရွာမှတိုက်မရဘူးเนาะပြည်သူလူထုဒုက္ခလိုက်ပေးတယ်အာပြည်သူ့ကိုပြန်တက်နေသည့်စစ်တပ်က NLD ဖျက်ဆီးခဲ့သည့်ဒီမိုကရေစီရှောက်လမ်းကိုပြန်တည်ဆောက်နေခြင်းဖြစ်ဟုဇော်မင်းထွန်းပြော ရွေးကောက်ပွဲအတူကိုမြည်သူမှနှောက်ယှက်လို့မရဘူးဟုကျုံးဝါအာနာသိန်းစစ်တပ်ကလာမဲ့ဒီဇင်ဘာလမှာကျင်းပမဲ့အတူအယောင်ရွေးကောက်ပွဲကိုဘယ်သူမှနှောက်ယှက်လို့မရဘူးလို့စစ်တပ်ရဲ့ရှေ့ထွက်ပြောကြားသူဇော်မင်းထွန်းကကျုံးဝါလိုက်ပါတယ်ဒီမိုကရေစီရင့်တန်တဲ့နိုင်ငံကြီးတွေမှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ခံရမှုတွေကြုံရလေးရှိတယ်လို့မြန်မာရွေးကောက်ပွဲအတွက်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဖက်နိုင်ငံတွေရဲ့ထောက်ခံမှုတွေလည်းအခိုင်အမာရရှိထားတယ်လို့ဆိုပါတယ် မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုနိုင်ငံကိုတမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစုတွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးတသက်ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတသက်တာဖြစ်ပါတယ်တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိတိဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခီးလန့်ကိုပြပြအောင်ဒါမှမဟုတ်ပြောင်းလဲအောင် လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်ဇော်မင်းထွန်းကဆိုပါတယ် ဒါအပြင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမက်ဆီရင်လိမ်လည်မှုများစွာရှိခဲ့တာကြောင့်အချိန်ချင်းပြောဆိုပေမဲ့လစ်လူရှူတာကြောင့်2021မှာအာနာသိမ့်ခဲ့ကြောင်းပြည်သူတွေတမိုင်းမှန်သိစေဖို့ဒါတွေကိုပြန်ပြောနေရခြင်းဖြစ်ကြောင်းဇော်မင်းထွန်းကဆိုပါတယ်ခဏချက်ခမ်းတဲ့ပြည်သူလူထုလာပြီးတော့ဟိုဟဝဲခန်းဒီဟဝဲခန်းနဲ့အာအဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးဒါဆိုတော့ကရင်ပြည်နယ်မှာနော်ကရင်ပြည်သူလောက်ကရင်ခေါင်းဆောင်တွေအကြောင်းအဖိတ်ဆုံးပဲကျွန်မပြောတယ်ဇာလာဒါကြောင့်မို့တချို့ PDF ကလေးတွေမသိဘဲနဲ့ဝင်မဆုံးနဲ့ အခုကျွန်တော်တို့ကရင်လူမျိုးတွေလည်းကရင်အာနာစင်ကိုတော်လာပြီနော်။ဒါကြောင့်ညီတို့တို့ချို့ BDS တွေကရင်ပြည်မှာလာနေတာဆပ်ပလည်းမစိနဲ့ဆပ်လီလည်းမစိနဲ့ဆပ်ဆပ်ပလည်းမစိနဲ့ငိမ့်ငိမ့်လေးနေနော်။ကိုနေတဲ့အဖွဲ့စီတွေမှာကိုကောင်းကောင်းနေလိမ့်လိမ့်မမနေနော်။သင်ကန်းစာယူတာကရင်အချင်းချင်းတွေမှာဒီကရင်ခေါင်းဆောင်ဒီ KNU ခေါင်းဆောင်ဒီ KNA ခေါင်းဆောင်အကြီးပန်းတွေကဘာကြောင့်ဒီပြည်သူလူထုအမှန်တရားပြောတဲ့လူတို့လက်ကျန်သားရတာလဲလိုက်ပြီးတော့ရည်အချက်ရှိရှိနဲ့နော်ဒီတော်လိုင်းရဲ့မအောင်အောင်ဒီတော်လိုင်းရဲ့ပြိုလဲအောင်ဒီတော်လိုင်းရဲ့ကြဆောင်အောင်တို့ဘယ်လိုလုပ်ရမလဲဆိုတော့တို့နင်းလမ်းမျိုးဆိုလောက်တယ်နော်။အခုကျွန်တော်တို့ပြည်သူလူထုတွေတတိထားမိလားဒီ KTA တွေဖြစ်ပေါ်လာကြတဲ့ကနော် ်ဘိုချိုနန်ဒါများနဲ့အလုံးလုံးနေတဲ့ KTL တမတော်သားခေါင်းဆောင်တွေဆိုကြည့်လိုက်နော်ထောက်ပို့ချဲလူတွေဆိုလို့စနိုက်ပါနဲ့အကောင်လုံးမိတာနော်စနိုက်ပါနဲ့အကောင်လုံးမိတယ်ဘာကြောင့်လဲဒီ KNU NC အုပ်စုကပဲဘိုချိုနန်ဒါများအင်အားမရှိအောင်ဘိုချိုနန်ဒါများကိုသူများမထောက်ခံအောင်ဘိုချိုနန်ဒါများပြန်လာအသက်သွင်းတဲ့ကော်သူတွေလမ်းစဉ်ဒီနော်ပြုတ်ပြဲအောင်နော်တမတော်လည်းပြုတ်ပြဲအောင်ပြည်သူလူထုလည်းစိတ်ဓာတ်ကျအောင်လူအင်အားလည်းမရှိအောင်နော်တော်လိုက်အင်အားလည်းမရှိတော့သူတို့အမျိုးမျိုးလမ်းလောက်ကြံကြတယ်ကျွန်မဆိုကျွန်မအသိဆုံးပဲနော်ဘာပြောဆိုကျွန်မ ဒီတော့လည်းလောက်လာတာငါးနှစ်အတွင်းမှာเนาะဒီ KNU အုပ်စုနဲ့လည်းကျွန်တော်ပေါင်းတယ် BGA အုပ်စုနဲ့လည်းကျွန်တော်ပေါင်းတယ်เนาะเนาะ DKB အုပ်စုနဲ့လည်းကျွန်တော်ပေါင်းတယ်เนาะဒီ KTA လေးနဲ့လည်းကျွန်တော်ပေါင်းတယ်ဒါမှမဟုတ်ကျွန်တော်ကတော့ INRG ရဲ့အုပ်စုကျွန်တော်အထင်မကြီးဘူးเนาะငွေရေးကြေးရေးများတဲ့အုပ်စုလည်းကျွန်တော်အထင်မကြီးဘူးကျွန်တော်အထင်ကြီးတဲ့အုပ်စုတွေကျွန်တော်ထောက်ခံတဲ့အုပ်စုတွေအမှန်တရားเนาะအမှန်တရားဆိုတာပြည်သူကိုတို့ကာကွယ်မယ်ပြည်သူမြေတားနဲ့တို့သွားမယ်เนาะပြည်သူလိုလားတဲ့အရာကိုတို့လုပ်ရအောင်လုပ်ပေးမယ်တို့မှဘလောက်ပဲ INRG စစ်စစ်မစစ်စစ်တို့မှဘလို့ပဲငွေရေးကြေးစစ်စစ်မစစ်တို့ခွေးမဆောင်တို့ခွေးဆားကြတော့တို့သွားတဲ့လမ်းစဉ်တွေမှန်ကန်ရမယ်ဖြူစင်ရမယ်ယူ ူသားရမယ်ပြည်သူလူထုထောက်ခံမှုရှိရမယ်ပြည်သူလူထုထောက်ခံမှုမရှိလို့ရှိရင်တို့လည်းသွားလို့မရဘူးသွားလို့လည်းမဖြစ်ဘူးဆိုတော့တို့သိတယ်ဒါကြောင့်လက်နဲ့ကန်ထားတဲ့လက်နဲ့ကန်သမားတွေပြည်သူလူထုနဲ့ရံမဖြစ်ရဘူးပြည်သူလူထုလည်းမစော့ခါရဘူးပြည်သူလူထုလည်းအထင်မသေးရဘူးနော်ပြည်သူလူထုမြတ်တာကိုလည်းမစော့ခါရဘူးဒါပေမဲ့အခုကျွန်တော်တို့တော်လိုင်းရကြီးလိုက်ပါအင်အကြီးတဲ့အုပ်စုရပြည်သူလူထုနဲ့စကားလိုက်ညာလိုက်ပြည်သူလူထုလက်ပြော်လိုက်ဆိုလိုက်ငွေမရှိတော်လိုင်းရမလုံဘူးတဲ့တော်လိုင်းရလုံးလို့မရဘူးဆိုပြီးတော့တို့ကိုယ်တိုင်ကနော်အဆင့်တိုင်းမရှိတာနော်ဒါကြောင့်အခုလိုမျိုးတော်လိုင်းရငါနဲ့တွေ့မှာနော်ဒီတိုင်းသားနယ်မြေ တချို့နှစ်ချမ်းကွဲနေတဲ့နေမြေတွေသုံးချမ်းကွဲနေတဲ့နေမြေတွေလေးချမ်းကွဲနေတဲ့နေမြေတွေအခုလိုမျိုးတော်လိုက်ရင်မအောင်ပဲနဲ့နော်ပို့ပို့ဆိုးသွားတာနော်အဓိကကျတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာပဲကြည်လိုက်။ဘာကြောင့်ငါးနှစ်အတွင်းမှာတော်လိုက်ရင်ပြရမှာကိုမပြပဲနဲ့အောင်ရမှာကိုမအောင်ရပဲနဲ့ဘာကြောင့်အခုလိုမျိုးနော် ဒီအံပွဲခံထားတဲ့နေမြေတွေက BGN နဲ့စက္ကစကိုလွလွဲ့နဲ့ပြန်ပေးရတာလေလွလွဲ့နဲ့သူတို့နောက်ဆုတ်လိုက်ရတာလေအဖြစ်အစင်းစင်ပဲအစကတည်းကသူတို့ဖွင့်တဲ့စစ်ပွဲဒီမယိုးသားဘူးအပေးယူလောက်တဲ့စစ်ပွဲဖြစ်လို့အခုလိုမျိုးစော်ချစ်သူကစားခွက်တမှာဝင်သွားတာပြောလဲသူတို့မခံဘူးပြောလို့စစ်အမ်း နိုင်ငံရေးလက်ကွက်နိုင်ငံရေးလက်ကွက်ဟုတ်ပါတယ်နိုင်ငံရေးလက်ကွက်လည်းကျွန်မတို့သိပါတယ်နိုင်ငံရေးဆိုတာ net တယ်ဆိုတာကျွန်မတို့သိပါတယ်ဒါပေမဲ့အခုလိုမျိုးဒီနင်တို့ဗမာမဟာလူမျိုးကြီးဟာဒါတွေကစားတဲ့နိုင်ငံရေးလက်ကွက်ကြတော့မယိုသားမှန်းလည်းတိုင်းတာတိတ်တယ်နော်တိုင်းတာသိလို့အခုလိုမျိုးကျွန်မတို့ကရင်မှာဆိုလို့စင်ဘိုချိုနန္ဒာမြန် independent နဲ့သူပြန်လာတယ်ဆိုတာသူသိတယ်လေဒီ KNU ကောင်းဆောင်တွေတွားတဲ့နိုင်ငံရေးကထွက်ပါမစီတော့ဘူးကျွန်မလည်းခဏခဏပြောတာပဲဒီကရင်ပြည်မှာဒီ KNU NCA ထိုးထားတဲ့အုပ်စုတွေ KNU အဖွဲ့အစည်းတွေမှာစီအောင်မယ်ဆိုလို့ရှိရင်ဘလို့မှဆစ်ဆက်ပြီးတော့တော်လိုင်းရင်လုံးလို့မရတော့ဘူးနိုင်ငံရေးလည်းလုံးလို့မရတော့ဘူးနော် เนาะဒါကြောင့် NCA တော်ထိုးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကရင်ပြည်နယ်ဖာယုတ်ကာစီနိုယုတ်မူကြီးစေဝါယုတ်တွေမကဘူးအခုဒီ KK ပါဆိုတဲ့အလောင်းကစားเนาะငွေလက်ခံเนาะတနည်းတနည်းကိုအမေရိကန်ဒေါ်လာဖိုင်းမောင်းများဆိုတော့တို့လိုက်လဲတယ်ကြည့်လေเนาะအခုကစောချစ်သူတို့ KNU တို့ပတ်သက်မှုမရှိဘူးเนาะဒီကြဖြောက်ကိုမသိဘူးဒီ online ငွေလက်ခဲကိုမသိဘူးတို့ဘလို့ပဲလက်လက်เนาะ တို့ကျူးလို့လည်းကမ္ဘာဥပဒေကတို့ထွက်ပြေးလို့မရဘူးလေဟုတ်လားဟုတ်လားအခုကရင်ပြည်နယ်မြန်မာနိုင်ငံနော်တို့တောင်းနေတဲ့အင်တာနက်လိုင်းတွေတို့တောင်းနေတဲ့ wifi တွေတို့တောင်းနေတဲ့နှင်းပညာစက်ပစ္စည်းတွေအကောင်လုံးကအမေရိကန်တို့တရုတ်တို့ကကင်ထားတာလေဟုတ်လားဟုတ်လားဒါကြောင့်တို့ဘလို့ပဲလဲတို့လှည့်လို့မရဘူးကျွန်မပြောတယ်နော်ဒါကြောင့်ပြည်သူလူထုတို့တတိထားအခုကရင်ပြည်နယ်မှာတော်တော်ဆိုးနေပြီနော်ဒီဖအံတို့လမ်းပွဲလို့ဆိုလို့ရှိရင်မမျိုးပြောပြီးပြီနော်မမျိုးကမမျိုးငငယ်တော့ဆိုဒီဖအံတို့လမ်းပွဲလို့ဆိုမမျိုးချိရတယ်ဒီပဲနော်ချိရတယ်ဒီပဲ ဒါပေမဲ့အဲ့ဒီအခုဖတ်အံမြို့မှာဆိုလို့ရှိရင်ပြည်သူလူထုတွေလောဘအမြင်ရဘူးစားအမြင်ရဘူးเนาะဒီဒီအုတ်ချုပ်ရေမူတို့เนาะနောက်မှတော့ဒီအဲရဲတို့เนาะနောက်မှတော့ဒီစစ်တားတို့ဆိုလို့ရှိရင်ပေါင်းပြီးတော့เนาะစိုင်းကဲတွေစစ်တဲ့เนาะဖောက်တွေလည်းစစ်တဲ့ နောက်တော့မတော်တဆပြည်သူတို့ကားတွေပါလေတိုင်းမလို့ရှင်တို့တွေကမလဲဒန်းရရတယ်ပတ်စံအများကြီးတို့လောက်စားတယ်နော်ဒါကြောင့်အခုဖအံဆက်ရုပ်ပြည်သူဆက်ရုပ်ဆိုတော့တို့ရအစိုးရဆက်ရုပ်ဒီမင်းအွန်လိုင်းလို့ဆက်ရုပ်ဆိုလို့ရှင်တော်တန်ကိုပတ်စံမစီးလို့ရှင်သွားလို့မရဘူးပတ်စံစီးလည်းသွားလို့မရဘူးနော်အခုမှမျိုးပြောပြီးဖအံဆက်ရုပ်ဒီပြည်သူဆက်ရုပ်ဒီအစိုးရဒီမင်းအွန်လိုင်းလို့တိစောက်ထားတဲ့ဆက်ရုပ်ပေါ့နော်ဒီဒီဘမအစိုးရစီအာနာစင်တို့အစိုးရနော်တို့တိစောက်တဲ့ဆက်ရုပ်မသွားကြပါနဲ့နော်မသွားကြပါနဲ့ဘာကြောင့်ဆိုတော့တို့တွေက BGN နဲ့ပေါင်းပြီးတော့နော်ဒီသူများရဲ့ အကလေးစားတွေပါတယ်သူတို့ထောက်တာနော်။ဘာဖြစ်ဆိုပြည်သူတို့အခုမပြောရဲဘူးနေမကောင်းတဲ့နေပါပါဆိုစိတ်ခံသွားတယ်စိတ်ယုတ်သွားတယ်။သွားလို့ရှိရင်ဘာလို့လဲသူတို့ခွဲဆိုက်ဖို့ပဲသူတို့တောင်းတယ်။ခွဲဆိုက်ရမယ်၊မင်းယောဂါခွဲရမယ်၊ကိုခွဲရမယ်၊ဒီခွဲရမယ်သူတို့အဲ့ဒါပဲသိတယ်။နောက်သူတို့ခွဲပြီးလို့ရှိရင်လူကိုခွဲသပြီးလို့ရှိရင်ဗတ်ရဦးတွေကလေးစားတွေသူတို့ထောက်တယ်။သူတို့ပြောစစ်သူတို့သွားရောင်းတယ်နော်။သူများသိလို့ရှိရင်သူတို့ကဘာပြောလဲဆိုတော့အမ် ဒီယောဂကြီးကကုလို့မရဘူးခွဲလိုက်တာအထဲမှာပါပြညာဖြစ်လိုက်တာပေါ့နော်ပက်ဆံလည်းလိုက်စားသေးတယ်ဒီမှာအသက်လည်းယူသွားသေးတယ်နော်ဒါကြောင့်ပြည်သူလူထုတို့မမျိုးပြောတဲ့ဒီအချိန်မှာကိုနေမရမ်းနေမကောင်းဖြစ်နေဆဲရောက်မသွားနဲ့ဘာမှမထူးမင်းတို့ဆဲရောက်သွားတယ်မင်းတို့သိပဲသိရမယ်ဘာဖြစ်အခုကရင်ပြည်နယ်မှာဆိုလို့ရှိရင် BGA နဲ့စက္ကဆနဲ့ပဲအလုပ်လုပ်တယ် DKPA နဲ့စက္ကဆနဲ့ပဲအလုပ်လုပ်တယ် KNU NU KNU NCA နဲ့စက္ကဆနဲ့ပဲအလုပ်လုပ်တယ်နော်ဒါကြောင့်မကျွန်တော်တို့ကရင်ပြည်နယ်မှာတော့လက်နက်အဖွဲ့စီများပြီမဲ့လေတောင်စားလို့တိတ်မရဘူးတကယ်လုပ်နေတဲ့အဖွဲ့စီတွေကြတော့သူတို့လက်ကြံတတ်တယ်သူတို့လိုက်ပြီးတော့သူတို့ကစားကွက်တယ်မှာဝင်အောင်နီလန်းမျိုးစုံ Drola la llave. Oso la oso la no, porque no, de no, oso la saca, no. အဲ့ဒါကြောင့်မို့တတိထားပေးကြပါလို့မမျိုးပြောချင်တယ်နော်အခုလမ်းပေါ်မှာနော်လမ်းပေါ်မှာ KNU တို့ထောက်ခံတဲ့ပြည်သူလူထုတွေရှိတယ် KNU ကိုထောက်ခံတဲ့ NCA အုပ်စုရှိတဲ့ NUG ကိုထောက်ခံတဲ့ NUG lobby တွေရှိတယ်နော်အဲ့ဒီကိစ္စတွေကလည်းမပြောမမျိုးပြောချင်တယ် NUG ကိုဘာကြောင့်တချို့ကရင်တွေတချို့တိုင်းသားတွေမကြိုက်လဲမမျိုးပြောပြီး Democracy Federal နိုင်ငံနဲ့တွားမယ်ဆိုပြည်နယ်ပေါင်းစုပြည်တော်စုဖြစ်ရမယ်နော်ဒါကြောင့်မို့အခုဘမမပြည်နယ်မရှိတဲ့ခါကျတော့ဘလို့မပြည်တော်စုတွားလို့မရသေးဘူးဟုတ်တယ်ဟုတ်လားဒါကြောင့်တချို့တိုင်းသားတွေအချင်းချင်းရန်ပြင်းကြတယ်နင်တို့တွေအစုံရနင်တို့တွေက NUG ကိုမထောက်ခံဘူး NUG မရှိရင်တွားလို့မရဘူး NUG မရှိ လည်းဘာဖြစ်အတိကကြောက်ပြော်ပြီးဘမဘမအလုံးလုံးကိရင်ကိရင်အလုံးလုံးကိုပြည်နဲ့လူမြောက်အကူလုံးနော် ကိုရက်တီနဲ့လူများမှာကကိုရက်တီနဲ့လူများဖို့နော်ပြီးနဲ့အတွက်အလုံးလုံးနေတဲ့အစိုးရရဲ့မူဝါဒကိုလည်းကိုကြည့်နော်အစိုးရရဲ့လမ်းစဉ်လည်းကိုကြည့်နော်ငွေနဲ့တရားနိုင်လမ်းမကြည့်နဲ့နော်အမှန်တရားဆိုတာဘယ်လိုလဲအမှန်တရားဖြစ်ပေါ်လာမှုကျွန်တော်တို့ဘယ်လိုစ조사ရမလဲကျွန်တော်တို့ဘယ်လိုမျိုးအမှန်တရားပြောရဲရမလဲဆိုရဲရမလဲဆိုတာကျွန်တော်တို့ပြည်သူလူထုလည်းတောင်းရှိတယ်နော်အဲ့တော့တချို့လူတွေအမှန်တရားမပြောရဲပဲနဲ့ဒီမီဒီယာတွေလည်းပြည်သူလူထုလည်း KNU မူဝါဒကောင်းပါတယ် NUG မူဝါဒကောင်းပါတယ်အခုဆိုကြည့်လိုက်လေ NUG တော်တဲ့နိုင်ငံရေးကကြည့်လိုက်လေဘာကြောင့်တော်လို့မရလဲအမှမျိုးပြောပြီးပြီး NND မဲနိုင်ဒါပေမဲ့လေ2017မှာမင်းအွန်လိုင်းကအာနာတိုင်လာတာလေအဲ့တော့အာနာတိုင်လာတော့ဘယ်မဲပဲနိုင်နိုင်เนาะအဲ့ဒီအာအဲ့ဒီမဲတွေအဲ့ဒီ အရာအကောင်လောပျက်စီးသွားပြီ။နော်ဒါကြောင့်မို့နိုင်ငံတကာကုလသမဂ္ဂဘယ်နိုင်ငံဘယ်နိုင်ငံတောင်းဆိုတယ်။အမေစုကိုပြန်လို့ပါတမန်တော်ဦးမင်းကိုပြန်လို့ပါနော်ဒီနိုင်ငံတဲ့ NLD ပါတီကိုနော်ဟိုဘယ်လဲရထုပြန်ပေးလိုက်ပါအာနာပြန်ပေးလိုက်ပါနော်ပြီးတော့အခုမင်းအောင်လဲရွေးကောက်ပွဲအတူရောင်ကိုဘယ်သူမှလက်မခံဖို့လက်မခံရဘူးလက်ခံလို့မရဘူး NLD ပါတီမပါလို့ဆိုပြီးတော့တချို့နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုတာမမျိုးတွေ့ပါတယ်နော် အဲ့တော့တောင်းဆိုတော့ဘာထူလဲမင်းအောင်လည်းသူသိနေပြီလေမြန်မာနိုင်ငံမှာစစ်တပ်ပြည်သူသူမခဲသူမင်းတို့ရဲ့ကဘာအဖွဲ့စီလည်းသူမခဲဘူးဘာကြောင့်လဲဆိုတော့မင်းအောင်လည်းနဲ့စန့်ကျင်ဘက်ဖြစ်တဲ့အန်ယူဂျီအစိုးရကိုယ်တိုင်ကစောက်တော့မကြလို့ဟုတ်တယ်ဟုတ်လားမင်းအောင်လည်းနဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့ဒီအန်ယူဂျီအစိုးရစောက်တော့မကြတဲ့ခါကျတော့မင်းအောင်လည်းကသူတို့ရဲ့အားနည်းချက်ကိုသိတော့အခုလိုမျိုးပဲငါမလုပ်ရတာဘာမှမရှိဘူးငါမလုပ်သေးတာပဲရှိသေးတယ်ပြည်သူလူထုကိုမင်းစုတပ်ဖြတ်ဗတိတ်ကျင့်နော်နင်းလန်းမျိုးစုပ်ပြည်သူလူထုဒီတော်လာရဲ့ပါမဝင်ရအောင်ပြည်သူလူထုဒီတော်လာရဲ့မပတ်သက်အောင်မင်းအောင်လည်းက ပြည်တွင်းမှာပြည်သူတို့သူအနည်းလိုက်မျိုးဆိုသူလောက်တာနော်အဲ့ဒါကိုတတိထားကြပါအခုကြည့်လိုက်တော်လိုင်းရဲ့လောက်တဲ့လူကလောက်နေကြတယ်တချင်းစိုးတဲ့လူကစိုးနေကြတယ်ကားတဲ့လူကကားနေကြတယ်အခုတွေ့တဲ့တာပဲမဟုတ်လားမြန်မာနိုင်ငံမှာဆိုကြည့်လိုက် Facebook ဖွင့်လိုက်ပြီဆိုလို့စိုးတကွက်ပြီတကွက်တကွက်ပြီတကွက်လာပြီဟိုရုပ်ရှင်မင်းသမီးမင်းသားတွေကမယာလူတာလားလင်းလူတာလားတချင်းစိုးတာလားဟာဟို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 ဘလဲဟိုကိုလိုနီတစ်ထည်တွေကဘာဖြစ်တာလားညာဖြစ်တာလားအိုးတနေ့တနေ့တရက်တရက်ကြည့်လိုက်ပြီဆိုမီဒီယာပေါ်မှာနော်ဒီသူတို့မင်းအွန်လိုင်းရဲ့အမှုပညာရှင်သမားတွေမင်းအွန်လိုင်းရဲ့ကိုလိုနီအုပ်စုတွေ လမ်းပေါ်မှာကြီးပဲသာရနေကြတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာမန္တလေးမြို့လားရန်ကုန်မြို့လားနေပြည်တော်လားနေရတကတန်းမှာပဲစက္ကဆအင်အားအစိုးရတွေအမှုပညာရှင်တွေဘာသာရေးခေါင်းဆောင်တွေအမျိုးဘာသာသာသနာအုပ်စုတွေအများအပြားပဲရှိပြီးတယ်နော်။ဒါကြောင့်ပြည်သူလူထုမှမြေပြတဲ့ဂျင်းမထက်နဲ့အခုတော်လိုင်းရေးဘာကြောင့်အခုလိုမျိုးပြည်နယ်တန်းပြည်နယ်တန်းပြည်သူလူထုစိတ်ဓာတ်ကြတယ်လဲနောက်ပြီးတော့လက်နဲ့ကန်ထားတဲ့ BTS ကလေးတွေစိတ်ဓာတ်ကြဟိုပြည်ဒီပြည်ကိုကိုကိုတတ်တရားတယ်လဲမင်းတို့ရဲ့ဥဆောင်တဲ့ဒီ ANG အစိုးရတို့ဒီ KN နူအုပ်စုကစားတော့မကြလို့ပေါ့ NUG ကမြန်မာနိုင်ငံတနင်္ဂနွေကိုစားပြုတယ် KNU ကသူ့ပြည်နယ်တော့သူ့ကိုစားပြုတဲ့အဆင့်တော်မှာသူ့လူမျိုးသူ့မကာကွယ်နိုင်ဘူးပြည်သူလူထုတော့တိတ်လန့်အခုကျွန်တော်တို့တမဟငါတို့တမဟလေးဆိုကြီးလိုက်နော်ပြည်သူလူထုသွားပြီးတော့အနိုင်ကျင့်သေးတယ်အခုကျွန်တော်တို့ငါတမဟငါပြည်သူလူထုဆိုဒုက္ခရောက်တဲ့ပြင်းနေကြတယ်လက်ကောက်ပဲဘာပြောက်ခုဘက်မှာလည်းစက္ကဆလို့ BGA တို့တက်လာပြီးတော့နော်တို့တိုင်လို့ရတဲ့နေညတွေကိုပြန်ယူဖို့နော်နေ့စဉ်ညစဉ်စစ်ကြောင်းတွေထပ်တိုးလာပါတယ်ရှင်တမဟငါပဲချမ်းမှာ